မင်္ဂလာပါဗျာ GFN ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါမယ်ပထမအဆုံးပြောချင်တာကတော့တရုတ်နိုင်ငံမှာဖွင့်ထားတဲ့လာပိုင်းမှာရှိသည့်တရားကြီးဒီဇင်ကြိုးကြမှုဖြစ်ခဲ့တယ်ဆိုတဲ့သတင်းမှာတရုတ်နိုင်ငံမှာဖွင့်လှစ်ထားတာမကြသေးတဲ့တရားကြီးဟာကြိုးကြပြီးမြစ်ထဲပြုတ်ကျသွားတယ်လို့သိရပါတယ်တရုတ်နိုင်ငံနောက်တောင်ပိုင်းကစီချွန်ပြည်နယ်ထဲမှာရှိတဲ့ဟောင်းချီဆိုတဲ့တရားဟာတရုတ်ပြည်မှကြီးတဲ့တိဘက်ဒေသကိုဆက်သွယ်ဖောက်လုပ်ထားရအဓိကဝေးပြေးလက်မကြီးပေါ်မှာရှိပါတယ် ကျိုးကြတဲ့ချိန်ဒါကိုကျိုးပိတ်ပြီးအရိဒါကြောင့်လူသေးပြောက်တော့မရှိခဲ့ဘူးလို့ဆိုပါတယ်။အာနာပါနေဆိုရအဲ့ဒီနေရာတဝိုက်မှာမြေပြုံမှုတွေဖြစ်ခဲ့ပြီးတော့မြေပြင်အနေထားစိတ်မချရတာကျိုးတင်ထောက်လန်းသိရှိခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီမှာအာနာပါနေအနေနဲ့ဘာကြောင့်ဒီလိုမျိုးမြေပြင်အနေထားစိတ်မချတဲ့နေရာမှာတရားတီဆောက်တာလည်းလို့ဒေသခံတွေကမိကုန်ထုံနေပါလိမ့်။ ။နိုဝင်ဘာ10ရက်နေ့မှာတော့တံတားနဲ့ကလေးရဲ့တောင်ဆောင်တွေမှာမြေသားတွေပတ်ကြအပ်တာတွေ့ရှိခဲ့ပြီးတဲ့နောက်တံတားကိုအေးပေါ်ပိတ်ထားခဲ့ရတာပါ။နိုဝင်ဘာ17ရက်နေ့မှာတော့958မီတာပလျားနဲ့တွေ့ရင်တော့ပေအားဖြင့်ပေပေါင်း2100ကျော်ရှိတဲ့တံတားရဲ့အစိပ်ပိုင်းတစ်ခုမြစ်ထဲကိုကျိုးကျသွားတာလို့ဒေသဆိုင်ရာအာဏာပိုင်တွေကအတည်ပြုပါတယ်။ အလိမ်နိုင်ငံကလေးကတာဝန်ရှိသူတွေဟာတရားကိုဖျက်ဆီးဖို့စောင့်ရင်းနဲ့ရင်းနှီးအလုံးကိုကြိုတင်ရွှေ့ပြောင်းထားတယ်လို့တရားနာမချင်းကပ်ဖို့တတိပေးဆိုင်ဖို့တွေလည်းထောင်းထားတာဖြစ်ပါလိမ့်။နောက်ပိုင်းမှာအချိန်တွေကပိုဆိုးလာတဲ့အတွက်မြေပြိုမှုတွေကတရားရဲ့အောက်ခြေ foundation ကိုပါထိခိုက်စေပါလိမ့်။ ချင်းကဒရာတစ်ဖက်စွန်းနဲ့ပင်မဒရာပိုင်းတစ်ခုလည်းပြိုကျတော့ပါလေဒရာကျိုးသွားတဲ့မြေခွေကိုဗီဒီယိုမှတ်တမ်းတွေတင်ထားနိုင်ခဲ့ပြီးအေရာမဖုံလုံးကြီးတွေကပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွားတာတွေ့ရပါတယ်ဒီရာဂျီတိဆောက်တာကပြောရမယ်ဆိုဒီနစမ်းမိုက်ကမှပြီးစီခဲ့ပြီးဖွင့်လှစ်ထတာလဲလာပိုင်းတော့ပဲရှိပါသေးတယ်။လလောဆယ်တရားကိုဘယ်လိုအချိန်မှာပြင်ဆင်ပြီးစီမလဲဆိုတာအတိအကျမှန်းမှန်းနိုင်သေးပါဘူး။တရားဆက်လုပ်ခဲ့တဲ့ Cantrite Company ရာစီချွန်လန်းတရားလုပ်ငန်းဖြစ်ပါလိမ့်။ တရုတ်ဟာနိုင်ငံအနှံ့မှာလန်ဒတာအခြေခံအဆောက်အုံ project တွေရှေ့မြင့်တည်ဆောင်နေပြီးခုတရားကြိုးမှုဟာအဲ့ဒီအဆောက်အုံတွေကကြမ်းတမ်းပြင်းထန်တဲ့ရာသီဥတုဒဏ်ခံရရှိမှုရှိဆိုရင်ဒီမျိုးကိုထုံးတွေပုံမမြင့်တက်စေပါလိမ့်ပြီးကြတဲ့လပိုင်းကလည်းတရုတ်နိုင်ငံနောက်မြောက်ပိုင်းကကွမ်ဟိုင်းပြည်နယ်မှာယထာလန်ဒတာတစ်ခုတည်ဆောင်ရင်းမြို့ဝမြေထဲကျူးကြလို့အလို့သမား12ဦးတည်ဆောင်ခဲ့ပါလိမ့် မနစ်ကလည်းရှမ်းရှိပြည်နယ်မှာမိုးသီးထန်စွာရွာသွန်းပြီးရေကြီးမှုကြောင့်ဒနာဒဇင်တစ်စီတစ်ပိုင်းကျိုးသွားရာကနေကား25စီးရေစီးနဲ့တူမျောပပြီးလူ24ဦးပျောက်ဆုံးသွားပါတယ်။2024မေလတုန်းကလည်းကွမ်းတောင်းပြည်နယ်ရဲ့တောင်ထွတ်ထက်ရာအေရီးယားတစ်ဝိုက်ကဝေးပြေးလမ်းကြီးပြဲထွက်ပြီးပျို့ကျလို့လူ36ဦးအသက်သေဆုံးခဲ့ပါတယ်။တရုတ်အစိုးရအနေနဲ့အဆောက်အအုံတွေလန်ဒနာတွေကိုတိစောက်အောင်မှာဆောက်လုပ်ရေးအဖွဲ့တွေကလှုံ့ဆော်ပေးမယ်လဲ။ ဘာကြောင့်များအခုလိုမျိုးရေရှည်မတည်တက်တာလဲဆိုပြီးတော့ဒေတာခံပြည်သူတွေကမေးခွန်းထုတ်လျက်ရှိပါတယ်။နောက်သတင်းဘုတ်ပြောကျင်နေပြဗီနီဇွဲလားကိုအမေရိကန်ကကုန်းလင်းပိုင်းတိုက်ခတ်မှုတွေလုပ်မယ်ဆိုတဲ့သတင်းလေးကြကြပြင်းပြထွက်ပေါ်နေပြီးဗီနီဇွဲလားအနေနဲ့စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားတယ်လို့လည်းမာဒူလိုကဆိုပါတယ်။အမေရိကန်ရဲ့ခင်မီစီအမီဆုံးလေးနှစ်တင်မောကြီး USS Draft 4ဟာလက်တင်အမေရိကကိုရောက်ရှိလာပြီဖြစ်ကြောင်းတာဝန်ရှိသူတွေကပြောပါလေ ဒါဟာလာပေါင်းများစွာကြာမြင့်တဲ့စည်ရေးပြည့်စုံမှုရဲ့အမြင့်ဆုံးအခြေအနေဖြစ်ပြီးထရန့်ဆိုရရဲ့ဗီနီဇွဲလားပေါ်ချင်းချောင်းမှုဟာရှေ့တလန်တိုးလာတာဖြစ်ပါလေ။ကမ္ဘာအကြီးဆုံးနဲ့ခေတ်မီဆုံးလေယာဉ်သင်းမောကြီး USS Jeffo ကိုခြားထားတာဟာမူရင်းမှောင်ခိုမှုကိုခံတားဖို့နိုင်ငံဖြတ်ကျော်ရာဇဝတ်ကံနေဖြစ်စီဖို့လက်ရှိဆွဲဆောင်ရေးကိုမြင့်တဲ့အားပေးဖို့အတွက်ဖြစ်တယ်လို့ပင်ကုန်စစ်ထနာချုပ်ကပြောပါလေ။ဒီလိုနေသင်းမောဟာရင်လာတဲ့ကလေးကဒေတာတွင်းကိုခြားထားပြီးဖြစ်တဲ့စစ်သင်းမော၈၀ နျူကလ িয়ার ရင်ကုန်သင်းပေါ်တစ်စင် F35 ဂျက်လီယာဉ်နေနဲ့ American တပ်ဖွဲ့ဝင်တပေါင်းခန့်နဲ့ပူးပေါင်းမှာဖြစ်ပါတယ်။ American ဟာ Caribbean ပင်လယ်ထဲကမူရစေဝါတည်ဆောင်လာတာလို့ယူဆတဲ့လှေတွေကိုစတင်တိုက်ခတ်ခဲ့ပြီး Venezuela ကြောထောင်းနောက်ခံနိုင်ငံဖြစ်ကျော်ရာစုဂိုင်း trendy aragua tda ဖုတ်ဝင်လိုက်ပါလာတယ်လို့ဆွတ်ဆွဲပါတယ်အဲနောက်ပိုင်းလာတယ်မှာတော့ venezuela ရေပိုင်းနဲ့ဤကသင်းဘောဒါဇင်နဲ့ချီကိုတိုက်ခိုက်ဖြစ်စီပြီး လူ85ဦးကျော်လည်းသေဆုံးခဲ့ရပါတယ်။ဒါကြောင့်မီနီဇွလာကလည်းကုဝုတ်ကိုကာကွယ်ဖို့အတွက်ကာကွယ်ရေးအစီအမံတွေကိုလှုပ်လာတာပဲဖြစ်ပါတယ်။ဒါအပြင်အမေရိကန်ဘက်ကကုန်တွေမလိုက်ခတ်မှုတွေလှုပ်ဆောင်မှုဖြစ်နိုင်ခြင်းကိုထည့်သွင်းစဉ်းစားပါတယ်။အမေရိကန်အစိုးရဘက်ကတော့တိုက်ခိုက်ခဲ့တဲ့တင်းကုန်တွေထဲမှာမွေးရစေဝါးတွေတွေ့ရှိရတယ်ဆိုတဲ့အချက်ကိုထုတ်ဖော်ခြင်းမရှိပါဘူး။မေဂန်ဒီဆစ်စင်ကဗီနီဇွလာနဲ့ပို့ပြီးတော့ကျေပြန့်တဲ့ပြည်ပကောက်ကိုပုံမဖြစ်လာစေပြီးတမန်ခံကတော့ဒါဟာအစိုးရပြောင်းလဲဖို့လောက်တာမဟုတ်ဘူးလို့ဆိုပါတယ် ဗီနီဇူလာသမ္မတမာဒူရိုကိုဖျောက်ချဖို့လည်းမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့မာဒူရိုရဲ့နောက်ဆုံးသက်တမ်းတွေကနှီးဆက်လာပြီးတော့ထရန့်ကသတိပေးထားပါလိမ့်။မာဒူရိုကတော့မိမိကိုဖျောက်ချဖို့ထရန့်ဘက်ကစ조사နေတာဖြစ်ပြီးထရန့်ကိုဗီနီဇူလာသမ္မတကိုစန့်ကျင်တဲ့စစ်ပွဲဖြစ်အောင်တွန်းအားပေးနေတာလို့ပြောပါလိမ့်။ဗီနီဇူလာကာကွယ်ရေးကြီးကတော့နိုင်ငံစစ်တပ်ကိုအကောင်းဆုံးအနေထားအသိမ်းဖြစ်အောင်ဖန်တီးထားတယ်လို့ဆိုပါလိမ့်။ နိုဘာစနီယနေ့ထိကြီးရေးလေလေနဲ့ဒုံးကြီးလေနဲ့အားလုံးပြည်နိုင်ငံရဲ့ပြည်သူစစ်တွေကိုပါချထားတဲ့အနေထားရှိတယ်လို့ပြောပါလိမ့်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။ဂျပန်ဝန်ကြီးချုပ်အသစ်ပေါ်မသိလျော်တဲ့မှတ်ချက်ပေးတဲ့တရုတ်တနမန်ကိုဂျပန်ကဖြစ်တယ်ဟုဖန်ပါလိမ့်။ဘေကျင်းကအင်းကြီးချင်းထိုင်ဝမ်ကိုတိုက်ခိုက်ခဲ့ရင်တိုကျိုအနေနဲ့စီးရေးရဝရဆဖတ်မှုလောက်ရနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်ကပြောပြီးနောက်ဒီလိုတရုတ်တနမန်ရဲ့မသိလျော်တဲ့မှတ်ချက်ထွက်ပေါ်လာတာပါ။ အိုဇာကာမြို့မှာရှိတဲ့တရုတ်ကောင်စီဝင်ချုပ်ရွှေကျန်းကနိုဝင်ဘာ10ရက်နေ့က X Media Post ကမှထိုင်ဝမ်ရေးဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်ကြောင့်ဖော်ပြတဲ့သတင်းဆောင်ပါတဲ့ဘဝဝေမြရင်တခြားသူရေးမှဝင်စွဖက်ရင်တော့ခေါင်းဖြတ်ရမယ်ဆိုပြီးမှတ်ချက်ရေးပါတယ်။နောက်ပိုင်းမှာအဲ့ဒီ post ကိုပြန်ဖြတ်သွားပါတယ်။အတော်တန်တည်ငြိမ်မှုရှိတဲ့ကာလတစ်ခုနောက်ပိုင်းတမိုင်းကြောင်ပြန်ဖြတ်ကြာဆက်စပ်ရေးတင်းမာစေဖို့ချင်းချောက်မှုအသက်လို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ တရုတ်တနမတင်ခဲ့တဲ့ post နဲ့ပတ်သက်ပြီးဘေကျင်းကတော့ဒါသူ့တဘောနဲ့သူတင်ခဲ့တဲ့ post တာဖြစ်ကြောင်းခုခံကောက်ွယ်ပြောပါလိမ့်ဒီကိစ္စမှာ Tokyo ဆိုင်ရာ American တာမတ်ကလည်းဝင်ပြောပြီးဒီတရုတ်တာမတ်ဟာဂျပန်တမတ်ဂျပန်ဝန်ကြီးချုပ်ကိုချင်းချောက်ခဲ့တယ်လို့ဆိုပါလေပိုးစိရွေချက်ကိုလုံးလုံးလျားလျားရှင်းရှင်းလင်းလင်းမသိရပေမဲ့တရုတ်တံမဲဟာမသိရော်နဲ့ထုတ်ပြန်ချက်တွေလှုံ့ဆော်ထားကြောင်းနဲ့ဒီပေါ်ဘေကျင်းအနေနဲ့သိရော်တဲ့အရေးယူဆောင်ရွက်ချက်လုပ်ဖို့ဂျပန်ဘက်ကထပ်တလဲလဲတောင်းဆိုနေပါလေ ဒီကျောက်တန်အမတ်ရဲ့ post ဟာထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ရဲ့မှားယွင်းပြီးအနေရရှိတဲ့မှတ်ချက်ပေါ်တုံ့ပြန်ခြင်းဖြစ်ကြောင်းတရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ချန်းကဆိုပါတယ်ဂျပန်ဘက်ကလည်းဒီသမားကျောင်းဆိုင်ရာတာဝန်ကိုစဉ်းစစ်ဖို့တိုက်တွန်းပါတယ်တချို့နေမှာပဲဂျပန်ပေါ်တရုတ်တာဝန်ရှိသူတွေရဲ့ချင်းချုပ်တဲ့မှတ်ချက်စကားနဲ့ပတ်သက်ပြီးထိုင်ဝမ်အစိုးရအနေနဲ့အလေးနဲ့သဘောထားကြောင်းထိုင်ဝမ်သမ္မတရုံးကလည်းပြောပါတယ် ဒီလိုပြုမှုကတန်တမန်ကျင့်ဝတ်ကိုရှင်းရှင်းလင်းလင်းဘောင်ကျော်နေတာဆိုပြီးထုတ်ပြန်ချက်မှာဖော်ပြထားပါလိမ့်။နောက်ထပ်သတင်းဘုတ်ပြောချင်ပါလိမ့်။ကနေဒါနိုင်ငံမှာကျင်းပခဲ့တဲ့ G7 စီးပွဲမှာအာတိတ်ဒေသလုံးချုပ်ရေးယူကရိန်းစစ်ပွဲနဲ့အရှိလက်ပိုင်းရေးကိုအဓိကထားဆွေးနွေးမယ်လို့သိရပါလိမ့်။ဂျီဆေဗာဖို့နိုင်ငံလေးရဲ့နိုင်ငံကြ合いဝန်ကြီးများအစည်းအဝေးကိုနိုဝင်ဘာ17ရက်နေ့ကတည်းကကနေဒါနိုင်ငံမှာစတင်ကျင်းပနေပါပြီ။ အဲ့ဒီအစည်းအဝေးမှာအာရပ်ဒေသလုံးကရင်းယူကရိန်းစစ်ပွဲနဲ့ရှေ့လယ်ပိုင်းငင်းချင်းဖော်ဆောင်မှုပါဝင်အရေးကိစ္စပေါ်ပြစွာအဓိကထားဆွနေမယ်လို့ကနေဒါနိုင်ငံဂျာယီဝန်ကြီးကပြောပါတယ်။ဒါ့အပြင်အမေရိကန်ကဒါ့အပြင်အာရှအလယ်ပိုင်းငင်းချင်းဖော်ဆောင်မှုအတွက်အမေရိကန်ရဲ့ကြိုးပမ်းအထောက်အပံ့ကိုလည်းတိမှတ်ပြုချီးကျူးပါတယ်။ခုကနေဒါနိုင်ငံနိုင်ရာကအွန်ဒီလိတ်နယ်မြေမှာကျင်းပတဲ့ G7 နိုင်ငံဂျာယီဝန်ကြီးများစီဝေးဟာပြီးခဲ့တဲ့ ဆွန်လာကအမီကနေဒါနိုင်ငံကနနာစကတ်ဂျေးလက်ဒေသမှာကျမပီစီခဲ့တဲ့ G7 ထိပ်တီးကောင်းဆောင်များစီဝေးထပ်ပူအောင်မြင်နိုင်တယ်လို့ဆိုပါတယ်။သမ္မတထရမ့်ပါတာကတော့အမေရိကန်ထောက်ကူဖြစ်စေပါလိမ့်မယ်။ဒီဝန်ကြီးတွေအနေနဲ့အစိုးရတက်လာသူတွေမျက်နှာအမူအရာကိုစောင့်ကြည့်ကြမလို့ ထရန့်ကယုတ်တရက်ဘာပြောမလဲဆိုတာမသိတဲ့အတွက်ကြောင့်ဒီလိုထရန့်ရဲ့ပြင်းထန်တဲ့စကားတွေကိုလည်းသတိထားစရာမလိုတော့ဘူးလို့အစည်းအဝေးတက်လာသူတွေကပြောပါတယ်။ဒီအစည်းအဝေးကိုတက်လာတဲ့နိုင်ငံသတိကနိုင်ငံခြားရေးဝန်ကြီးများစွာယာတူးအသစ်ယူပြီးကစားအတွေ့အကြုံတွေသူတွေဖြစ်လို့ဒီလို G7 အစည်းအဝေးမျိုးအရင်ကမရှိဘူးလို့ဆိုပါတယ်။ Miss Anaya ကနေလာတဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီးကတဲ့မေလာကမှခန့်ခန့်ရပြီးမကွန်ဘီဘီကလည်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖေဖော်ဝါရီလကမှခန့်ခန့်ရတာပါ။ ိုင်ငံခြားရေးဝန်ကြီးပြည်အကြအဆုံးတောင်းယူဆိုသူဆိုလို့၂၀၂၂အောက်တိုဘာလကလေးကတောင်းယူခဲ့တဲ့အင်္ဂလိပ်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီယိုတရာနီပဲဒီစီမှာပါတယ်လို့သုံးသပ်ပြောပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။နိုင်ငံနဲ့မှာမိုးခေါ်ဆူတောင်းပွဲတွေစူဝေးလှုပ်ဆောင်မှုပြည်သူတွေကို sorry ပြင်မင်းမြတ်ကတိုက်တွန်းပါတယ်။ ဆော်ရီဘင်ဆယ်မန်ဘင်အဘဒူအဇဂါရှိုးရယုံကြည်မှုနဲ့ညီပြုလုပ်တဲ့မိုးခေါ်ဆူတောင်းပွဲတွေတနင်္ဂနွေလုံးမှာဒီကနေ့နိုဝင်ဘာ17ရက်နေ့ကစပြီးစုပေါင်းပြုလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။အစ္စလမ်ဘာသာရေးမှာတော့ဆလာအန်အစ္စတကာလို့ခေါ်တဲ့မိုးခေါ်ဆူတောင်းမှုထုံတမ်းမျိုးရှိပါတယ်။အစ္စလမ်ဘာသာဝင်တွေဟာဖျားသခင်ရဲ့ဂိူးနာအရာ၉၃ဖို့ယုံကြည်ကြည်တောင်းဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ sorry ပါဝင်ရှေ့လက်ပန်းဒေသနိုင်ငံချုပ်မှာဆူဆူဝါမိုးခေါမှုမျိုးကြုံတွေ့နေရတဲ့နောက် sorry ပြင်ကကိုကိုွယ်ယုံကြည်မှုရှုတော့မှာပါဒီပြဿနာဝိုင်းဝန်းဖြေရှာဖို့ပြည်သူတွေကိုတိုက်တွန်းပါတယ်ဖျားသခင်ပေါ်ယုံကြည်တဲ့ဝန်ကြောင်းစုပေါင်းပြသပြီးစုတောင်းအယုံပြုကြခြင်းအပြင်ဖျားသခင်စီကတနာကိယူနာနဲ့ကိုကြီးဖိမောမှုရရှိနိုင်မယ်လို့မျှော်လင့်ကြအောင်ဘရင်ကြီးညာချက်မှာဖော်ပြပါတယ် အင်ဂျင်ကိုဝိတ်မှာလဲနိုမာရှဲနေကနိုင်ငံအနှံ့ပလီပေါင်း125ခန့်မှာဝပြုသူတွေစုဝေးပြီးမိုးခေါ်ဆူတောင်းမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ရွေကြီးနိုင်ငံမှာလဲအော်တိုဘာ18ရက်နေ့ကပုံမှန်တောက်ကြံနေဝပြုမှုတွေမတိုင်ခင်မှာမိုးခေါ်ဆူတောင်းမှုတွေလုပ်ခဲ့ပါတယ်။မိုးခေါ်ဆူတောင်းမှုတွေမှာပေါင်းရရွေကြီးသမရာရှိတ်မိုဟာမက်ဘင်ဇာရက်ကလဲပြည်သူတွေကိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။အီရန်နိုင်ငံမှာလည်းစိုးရွားတဲ့မုခောင်းမှုကြောင့်မတော်စဘူးရေပြတ်တောက်မှုနဲ့ပါရေဆိုင်နေရပြီးမြို့တော်တိဟီယံမှာလည်းရေရှားပေါမှုပြဿနာတွေနဲ့ရုန်းကန်နေရတယ်လို့သိရပါတယ်။